ချန်ပီယံလိဝင်ခွင့်မရရင်တောင်စိတ်သက်ကောင်ကိုခေါ်လို့ရတယ်ဆိုတဲ့အာမိုရင်မန်ချက်စတာယူနိုက်တက်တင်းရဲ့နီးပြရူဘင်အာမိုရင်ကသူတို့တင်းဟာချန်ပီယံလိပြိုင်ပွဲမှာပါဝင်ခွင့်မရရင်တောင်ကမ္ဘာထိပ်တန်းကစားသမားတွေကိုဆွဲဆောင်နိုင်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ယူနိုက်တက်ဟာဒီအစီမပရီးမီးယားလိအမတ်ပေးစီယာအဆင့်၁၄နေရာနဲ့ရပ်တည်နေပြီးအဆင့်၄နေရာကမန်ချက်စတာစီးတီးတင်းနဲ့လည်းရမှတ်၁၄မှတ်အထိတောင်ကွာဟနေပါတယ်။ဒါကြောင့်ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ယူရိုပါလိဖလားရယူနိုင်ဖို့လိုအပ်နိုင်ပေမဲ့အာမိုရင်ကတော့ဆူပလာယာယူတာဟာအတင်းအတွက်အဓိကဦးစားပေးမဟုတ်ပဲ ်လီအဆင့်ကိုပြန်လဲတက်မှတ်ဖို့ကသာအရေးကြီးတယ်လို့ဆိုလိုက်ပါတယ်အမော်ရင်က United ဟာ Champion League မှာပါဝင်ခွင့်မရရင်တောင်ကမ္ဘာအဆင့်ကစားသမားတွေကိုဆက်လက်ဆွဲဆောင်နိုင်တယ်လို့ယုံကြည်ထားပြီး Europa League ကိုရယူနိုင်လိုက်ရင်တော့အသင်းရဲ့အရာအလုံးကိုပြောင်းလဲနိုင်တယ်လို့ဝန်ခံခဲ့ပါတယ်အမော်ရင်က Europa League ဖလားကိုရရှိတာဟာအသင်းရဲ့အနာဂတ်အတွက်အရေးကြီးတဲ့အချက်မဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါကကျွန်တော်အမြင်ပါအထူးသဖြင့်ဖလားပွဲတွေကနေထွက်ခဲ့ရပြီးလိမ္မာဆိုးရတဲ့အဆင့်မှာရှိနေတာကြောင့်ဒါကအရာများစွာကိုပြောင်းလဲနိုင်ပါတယ် ီးပြပေါ်မှာတော့သူတို့ရဲ့အမြင်ကိုပါပြောင်းလဲသွားစေနိုင်ပါတယ်။ဒါကကြီးမားတယ်ဆိုတာသိပေမဲ့ထပ်ပြောပါမယ်။မန်ချက်စတာယူနိုက်တက်ဟာနာဂတ်မှာချန်ပီယံလိပါဝင်ခွင့်မရရင်တောင်အကောင်းဆုံးကစားသမားတွေကိုဆွဲဆောင်နိုင်ပါသေးတယ်။ကျွန်တော်တို့ပြောင်းလဲရမယ့်အရာတွေအများကြီးရှိပါတယ်။အဲ့ဒါကိုစူးစမ်းနေပါတယ်။အခုချိန်မှာဖလားတွေအနိုင်ရတာထပ်ပိုးအရေးကြီးတဲ့အရာတွေရှိတယ်လို့ကျွန်တော်ခံစားရပါတယ်။ဒါပေမဲ့ယူရိုပါလိကိုအနိုင်ရတာကလာမယ့်ရာသီမှာကျွန်တော်တို့အတွက်အရာအလုံးကိုပြောင်းလဲနိုင်တယ်ဆိုတာနားလည်ပါတယ်လို့ပြောလိုက်ပါတယ်။ থাকে আমার কাছে